ငလင်ပင်နဲ့မူကြိုးချောင်းပြိုချမ်းမှုမှာကွယ်လွန်သွားရတဲ့ကလေးငယ်ရဲ့မိဘတွေစီကိုတွားရောက်လူတန်းခဲ့တဲ့ဖြစ်ဖြစ်တွင်ပရိသတ်များလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အသက်ဆုံးရှုံးသွားရတဲ့မူကြိုးချောင်းကကလေးတွေအတွက်ကြံရည်သူမိဘတွေကို ထောက်ပံ့ပေးခန့်ပြီးတော့အားပေးစကားပြောခဲ့သူကတော့ Facebook ဆက်လီဖြစ်ဖြစ်ထွေးပဲဖြစ်ပါတယ်။ မစလာနာဆက်ရှင်ရနေကလောက်ခတ်ခဲ့တဲ့မြင်းငလင်ကဘေးမှာခြေကွဲဝန်းနေစရာကိစ္စတွေကလည်းမြန်မာနိုင်ငံမှာအများကြီးဖြစ်ပေါ်နေတာပါအထူးသဖြင့် Sky Villa ကွန်ဒိုကြီးပြိုကျပြီးလူပေါင်းများစွာအသက်ဆုံးရှုံးရတာပျော်ဝဲကကမ္ဘောဇာဘန်ပြိုကျတာမန္တလေးကမစိုးရင်တိုက်သစ်ចောင်းဆောင်ကြီးပြိုကျပြီးတော့စာတင်သားရဟန်းတန်ကတော်တွေအသက်ဆုံးရှုံးရတာစသဖြင့်အများကြီးပါပဲဒီအထက်ကမှပို့ပြီးတော့ခြေကွဲဝန်းနေစရာကောင်းတာကတော့ကျောင်းဆယ်မျိုးက Bright Gate မူဂျိုចောင်းပြိုကျပျက်စီးမှုဖြစ်ပါတယ်မစလာနာဆက် ရှင်းနေ့မှာလှုပ်ခတ်ခဲ့တဲ့နေငလင်မှာတော့ကြောက်စင်မျိုးက Brigit မူဂျိုချောင်းကပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။မူဂျိုချောင်းဆိုတာကအသက်9နှစ်အောက်ချစ်စရာကောင်းတဲ့ကလေးတွေကြောင်းတက်တဲ့နေရာဖြစ်ပါတယ်။မူဂျိုမှာကလေးတွေဟာပျော်ရွှင်စွာနဲ့တချင်းဆိုကခုံစာတင်ကြကြပါတယ်။ပြီးခဲ့တဲ့ဇကိုင်းမြင်ကလေးမှာတော့ကြောက်စင်မျိုးက Brigit မူဂျိုချောင်းပြိုကျသွားခဲ့ရပြီးတော့ကလေးငယ်လေး14ရက်အပါအဝင် ဆရာမတယောက်တခြားအမျိုးသမီး၂ယောက်စုစုပေါင်းလူပေါင်း၁၈ယောက်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။တချို့သောကလေးတွေဆိုရင်ခန္ဓာကိုယ်လေးတွေခြေလက်လေးတွေတောင်ပြတ်သွားတယ်လို့ကယ်ဆယ်ရေးတာဝန်ရှိသူတွေရဲ့အဆိုအရသိရပါတယ်။အထူးသဖြင့်ငလင်းလှုပ်ခတ်ချိန်ကကလေးတွေကိုထမင်းစားပြီးလို့တရေတမောတိတ်ထားချိန်ဖြစ်လို့ကလေးလေးတွေကမလွတ်မြောက်နိုင်လိုက်တာဖြစ်ပါတယ်။အဆိုပါဘရက်ကမူကြိုကြောင့်ပြိုကျမှုမှာတော့ဆရာမလေးတယောက်ကကလေး၃ယောက်ကိုဖတ်ထားရင်းနဲ့အသက်နဲ့ရင်ပြီးတော့အကွယ်သွားတဲ့ကိစ္စတွေကလေးတွေကိုအမိန့်စာပြန် င်တဲ့ဗီဒီယိုဖိုင်ကတကယ့်ကိုရင်းနှင်းစရာဖြစ်ရပါတယ်။အထူးသဖြင့်တော့မိဘလာကြိုမှသွားတက်လာတဲ့ကလေးတွေကိုတင်သွားလို့ရသွားနိုင်ပြီဆိုပြီးပြောလိုက်တဲ့အမိန်ပြန်တန်းကြားစာကတကယ့်ကိုရင်ကွဲစရာဖြစ်ပါတယ်။ဒါကြောင့်အခုတခါမှာတော့ Facebook ဆယ်လေးဖြူဖြူထွေးကကလေးငယ်လေးတွေအသက်ဆုံးရှုံးသွားရတဲ့ကြောက်စဲမျိုးအထိသွားရောက်ပြီးတော့အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူထွေးကကလေးမိဘတွေကိုအားပေးနှစ်သိမ့်စကားတွေပြောခဲ့ရပါဖြူဖြူထွေးကအသက်ဆုံးရှုံးသွားရတဲ့ကလေး၁၄ယောက်ရဲ့ကြံရ ့သူမိသားစုဝင်တွေကိုတယောက်ကို၅သိန်းစီလှူဒန်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းကလေးကိုဆုံးရှုံးလိုက်ရတဲ့ကလေးမိဘတွေကတော့သူတို့ရဲ့ချစ်စရာသသားမိမိလေးတွေကိုဆုံးရှုံးလိုက်ရတဲ့အတွက်မပျော်ရွှင်ကြပါဘူး။ဒါကြောင့်လည်းရင်သွေးလေးတွေကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေတွေပြန်လည်ရရှိတဲ့အခြေအနေတွေကိုဖြူဖြူသေးကိုရှင်းဖွင့်ကြပါတယ်။ဖြူဖြူသေးကလည်းစာနာတတ်တဲ့နှလုံးသားရှိသူဖြစ်လို့ကြံ့ရည်သူကလေးမိဘတွေရဲ့စကားတွေကြောင့်ဝမ်းနည်းမျက်ရည်နဲ့ဖြည့်မစင်နိုင်ဖြစ်ခဲ့ရပါတယ်။အဆိုပါဗီဒီယိုဖိုင်လေးကိုမြင်သူတိုင်းကလည်း ကြေကွဲဝန်းနေနေကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ပြည်သက်တွေကတော့ဖြစ်ဖြစ်တွေ့ရဲ့လုံဆောင်ချက်တွေအခုလိုကြံရည်သူမိဘတွေကိုနှစ်သိမ့်နဲ့အပြုတ်မှုလေးတွေကိုချေကျူးကြပါတယ်။အရင်တုန်းကဆိုရင် Facebook ဆယ်လီဖြစ်ဖြစ်တွေ့ဟာအနေမတက်အထိုင်မတက်လို့လူမုန်းများပါတယ်။အခုတော့ Facebook ဆယ်လီဖြစ်ဖြစ်တွေ့ကငလင်ပေးမှဆွန်းဆွန်းတမန်ဆောင်ရွက်မှုတွေနဲ့အတူပြည်သက်တွေရဲ့အသေးနှလုံးကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့ပြီလို့ဆိုရမှာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကြောက်စင်မျိုးကအသက်ဆုံးရှုံးလိုက်ရတဲ့ရင်သွေးလေးတွေနဲ့ပတ်သက်ပြီးအောင်အားပေးခဲ့တဲ့ဖြည်းဖြည်းတွေးပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။